ခုမြင်တွေ့နေရတဲ့အလူပွဲကတော့လက်ပန်တော်ရွာကဖျားထီတင်ပွဲပဲဖြစ်ပါတယ်။ထူးခြားချက်ကတော့အဆိုပါဖျားထီတင်ပွဲမှာရွာသူရွာသားတွေကနာနာဘာဝတွေကိုသင်ငန်းစီးပေးခဲ့တာပဲဖြစ်ပါတယ်။အိမ်မက်ထဲမှာအလူလုံခိုင်းလို့နာနာဘာဝတွေအတွက်အခုလိုမျိုးသင်ငန်းစီးပေးတာလို့သိရပါတယ်။ရွာသူရွာသားတွေကနာနာပါပါတွေကိုတတ်မဲ့ရုပ်ထုတွေအဖြစ်ပုံဖော်ပြီးတော့သင်ငန်းစီပေးခဲ့ကြတာပါ။ တကယ်ပြုတ်လုံနေတဲ့အောင်ဟန်ဆောင်ပုံဖော်ပြီးတော့တပတ်ကင်ပြီးစံချတာကအစပြုတ်လုံကြပါတယ်။ရခဲလာတဲ့လူဘဝမှာဗုဒ္ဓဘာသာဝင်ညီမလူမျိုးများအနေနဲ့ရှင်ပြုတ်ယဟန်ခံတယ်ဆိုတာဟာဖုံးကန်ရှိတဲ့အမျိုးသားများသာရရှိနိုင်တဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ဒါကြောင့်နာနာဘာဝတရေတွေအတွက်အသက်မဲ့တဲ့ရုပ်ထုတွေလုပ်ပြီးသင်ငန်းစီးပေးတာကတော့တကယ်ကို နားမလည်နိုင်လက်မခံနိုင်လောက်အောင်ပါပဲဆိုပြီးအခုရက်ပိုင်းမှာလူမှုကွန်ရက်ပေါ်မှာဝေဖန်မှုတွေပြင်းထန်လျက်ရှိနေပါတယ်ရှင်။နေ့စဉ်နဲ့အမျှ update သတင်းတွေကိုအချိန်နဲ့တပြေးညီဖတ်နိုင်မှုအတွက် Telegram မှာ @thedin_news channel ကို join ထားဖို့လည်းဖိတ်ခေါ်ပါရစေရှင်။